ကလေးတွေအမားတခုလုပ်တဲ့ချိန်အင်္ဂလိပ်လိုဘယ်လိုဆုံးမမလဲဒီနေ့သင်သွားမှာဖြစ်ပါတယ်เนาะအမားလုပ်တာကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆိုရင်အမားလုပ်တာကိုအင်္ဂလိပ်လို make mistakes လို့ခေါ်ပါတယ် make mistakes ဆိုတော့အလုံးအမားလုပ်ကြတာပဲ everybody makes mistakes အမားအလုံးအမားလုပ်တယ် everybody makes mistakes ဒါဆိုလို့ရှင်အမားလုပ်တာ ကောင်းလားပေါ့เนาะကလေးတွေကိုဆုံးမမယ်ဒါဆိုအမားလုပ်တာတစ်ခါလေတော့ဘာမှဖြစ်ပါဘူးဘယ်လိုပြောမလဲအင်္ဂလိပ်လို it's okay to make mistakes sometimes. It's okay to make mistakes sometimes. အဲ့ဒီအမာကနေသင်ယူဖို့လိုအပ်တယ်။ We need to learn from it. We need to learn from it. ဒါမှမဟုတ်ရှင် we, we need to learn from the mistakes. အာနော်အဲ့ဒါကနေပြီးလို့ရှင်နောက်တစ်ခေါက်မလုံမီဖို့ကြိုးစားရမယ်ဒီနေရာမှာမလုံမီဖို့ကြိုးစားရမယ်ပြောတဲ့အခါမှာ try not to ကိုပြောသွားမှာဖြစ်ပါတယ်ဒါဆိုရင် please try not to repeat them try not to repeat them ဒါဆိုအစနေပြောကြည့်အောင် it's okay to make mistakes sometimes and we need to learn from it but try not to repeat them okay everyone ဒါဆိုလို့ရှိရင်ကလေးကိုအင်္ဂလိပ်လိုဘလို့ဆုံးမမလဲဆိုတာသိသွားပြီလို့မျှော်လင့်ပါတယ်ဒါဒီလည်းမျိုးစာကြောင်းလေးတွေကို English လို့ပြောခြင်းနဲ့ဆိုလို့ရှင်တော့ဒီကြအခုဖွင့်မဲ့မနက်တန်းနဲ့ညတန်းကိုတက်လို့ရပါတယ်မနက်တန်းကမနက်7:00နာရီနေ့7:00နာရီ Monday Tuesday Wednesday တပတ်ကို3ရက် မနက်7:00နာရီ17:00နာရီပဲဖြစ်ပါတယ်။နန်းကြီးက3လကိုမှ2သိန်းပဲဖြစ်ပါတယ်။နှစ်ယောက်ပဲလိုပါတယ်မိတ်ဆွေတို့။တကယ်တင်ကြတယ်ဆိုလို့ရှင်တော့ဒီတန်းကိုတခါတည်းအပ်လို့ရပါပြီ။ဆိုတော့ဇယင်ပိတ်တော့မှဖြစ်တဲ့အတွက်ကြောင့်မလို့မြန်မြန်အပ်လိုက်ပါ။ညအတန်းကကြတော့အာပုတ်တော်ဦးကြတာပရိတောက်ကြ။တပတ်ကို3ရက်ပါ။တပတ်ကို3ရက်ကိုည9:00နာရီနဲ့10:00နာရီပါ။20နှစ်ရက်နေ့ဖွင့်မှာပါ။မနက်တန်းကတော့73ရက်နေ့ဖွင့်မှာပါ။တင်နန်းကြီးကလည်းလလပြတ်2သိန်းပါပဲ။ဆိုတော့ကိုကတက်ချင်တယ်ဆိုလို့ရှင်တော့9ယောက်ပဲလိုတဲ့အတွက်ကြောင့်မလို့တခါတည်းတင်နန်းအပ်လို့ရ ားပါပြီ thank you so much everyone i'll see you tomorrow with more interesting videos like this one ဒီလိုမျိုးပဲစိတ်ဝင်စားဖို့ကောင်းတဲ့နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြမယ်ကျေးဇူးများရှင်တင်ပါတယ်